ျွန်တော်တို့ Premier League ပရိသတ်တွေကိုပြောကြမယ်ဆိုရင် Premier League ကစင်စက်မပြတ်တိုးတက်နေတဲ့လိဂျီပဲဘာလို့လဲဆိုတော့ Premier League က Guardiola ရောက်ရှိလာမှုနဲ့အတူတူပဲ position gain ကိုအသင်းတိုင်းဘက်ကကစားလာနိုင်ကြရာဆိုတော့အသင်းတိုင်းဘက်လို့ပြောတဲ့အချိန်မှာတန်တက်လာနိုင်တဲ့အသင်းတွေကအစဒီရဲ့ influence ကအရင်ကြီးမှာလေ ဟုတ်တယ်တခြားသောလီဂ်တွေမှာလည်း Guardiola ရဲ့ influence ကရှိတာမှန်တယ်အဲဘာလို့လဲဆိုတော့ဒီ modern ဘောလုံးတစ်ခုလုံးမှာဆိုလို့ရှိရင် Guardiola ရဲ့ impact ကအရင်ကကြီးမားတယ်ဒါပေမဲ့ Premier League ကအသင်းငယ်လေးတစ်သင်းကဥပမာ Southampton လိုအသင်းမျိုးပေါ့ဒါမှမဟုတ်ရှင်လေ Ipswich Town လိုအသင်းမျိုးပေါ့ဆိုတော့ဘာ resource မှလည်းအများကြီးမရှိလား ဲ့ဒီလိုအသင်းမျိုးကတောင်မှကစားနိုင်တဲ့အခြေအနေတစ်ခုထိကိုပရီးမီးယားလိဂ်ကတော်တော်လေး adaptability မြင့်တယ်လို့ပြောရတဲ့အနေထားတစ်ခုဒါပေမဲ့ပရီးမီးယားလိဂ်ကရှေ့ကိုဆက်ပြီးတော့မှဒီ evolve evolve ဇာတ်တိုက်ဖြစ်နေတာ evolution ကဇာတ်တိုက်ဇာတ်တိုက်ကိုသွားနေတာဒါပေမဲ့တခါတည်းမှာပရီးမီးယားလိဂ်ကယူတန်းပြန်ခွေတဲ့ထက်ထက်ပိုင်းဆိုင်ရာတွေလည်းအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့ငယ်ငယ်တုန်းကကျွန်တော်တို့အဖေလက်ထက်တုန်းကဒါမှမဟုတ်ကျွန်တော်တို့ဖိုးလက်ထက်တုန်းကအရာတွေလက်ရှိချိန်မှာပြန်ခက်စားတယ်လို့ပဲပရီးမီးယားလိဂ်မှာအဲ့ဒါလိုခက်စားနေတာတွေအများကြီးရှိတယ်အဲ့ဒီထဲမှာမှာ ဒီနေ့ဒီဗီဒီယိုမှာအဓိက discuss လုပ်မယ့်အကြောင်းအရာက long throw တွေပြောရမယ်လို့ရှင်တော့ bounce area တွေကိုဘောလုံးတိုင်းရိုက်ပေးပို့မှုတွေအဲ့ဒါအပြင်ကို Premier League မှာဘာလို့အဲ့ဒါလိုခေစားလာတာလဲပေါ့ Premier League မှာ U turn နေဘာကြောင့်မလို့ unlock တောင်မှခေစားနေတယ်လဲဒီအရင်တုန်းကခင်အောင်နီးစနစ်တွေကိုဘာကြောင့်မလို့အသုံးပြုနေကြတယ်လဲဆိုတော့အကြောင်းအရာကိုဒီနေ့ဒီဗီဒီယိုမှာအဓိက discuss လုပ်မှဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ intro လေးပြီးတော့လို့ရှင်စလိုက်ကြရအောင် ရီးမီးယားလိဆိုတဲ့နေရာက adaptation ရမ်းမြန်နဲ့အထိမျိုးလို့ပြောရလိမ့်မယ်။ပေါ့လို့ဆိုတော့ဒီရဲ့အတင်ပရီးမီးယားလိအတင်နေရဲ့ပတ်စံမတုံးနိုင်ဘူးဆိုတာကတခြားလိမှာတုံးနိုင်လောက်တဲ့အနေထားလောက်တော့မှရှိရဲ့။ဆိုတော့ပတ်စံပမာဏကလည်းရေးပါတယ်ပေါ့ဗျာ။အဲ့တော့ပတ်စံပမာဏကရေးပါတယ်ဆိုတိုင်းလေဒီအတင်တွေကပြောင်းပြုံမှဖြစ်တာ။ဒါပေမဲ့ပရီးမီးယားလိအတင်တွေကတော့အဲ့လိုမဟုတ်ဘူး။ adaptation ကိုတော်လေးမြန်မြန်ဆန်ဆန်လုပ်နိုင်နေတယ် လို့ပြောရလိမ့်မယ်ဘာလို့လဲဆိုတော့ပတ်စံမမတ်သုံးနိုင်နေဆိုတော့ okay facility တွေကအစနီးပြတွေကအစပြီးရင်ကစားသမားတွေအထိအကုန်လုံးကိုသူတို့လိုချင်တယ်လို့သူတို့ဖြစ်ချင်တယ်လို့သူတို့တော်အားချင်တယ်လို့ကောင်းကောင်းမွန်မွန်လုပ်နိုင်တယ်အဲ့အတွက်ကြောင့်မလို့ Premier League မှာတခုခုခက်စားပြီးဆိုတာနဲ့နောက်ကနေချက်ချင်းတန်းပြောမှာတနည်းအတွင်းမှာလည်းလုံနိုင်တယ်တနည်းအတွင်းတနည်းအတွင်းဆိုပမာဒါကဘောလုံးရည်စီကြောင်းလို့ပြောမှာဆိုရင်တော်တော်မြန်တဲ့ပမာဒါမျိုး okay Premier League မှာကျွန်တော်တို့မမမြင်ရပြောမှာဆိုရင်2014ကနေ2018လောက်ထိဆိုလို့ရှိရင် Premier League မှာ 16လောက်ထိမရောက်ဘူးဆိုတော့မှ19လောက်ထိ19 16လောက်ထိတော့ပရီးမီးယားလိဂ်မှာတော့ရောက်တန်းအရန်ခက်စားရပါလို့ဆိုကွန်တေကချက်စီနဲ့တူတူလုပ်ပြနိုင်ခဲ့တာဘူးဆိုတော့အဲ့နောက်ပိုင်းမှာပရီးမီးယားလိဂ်အသင်းတွေကတော့ရောက်တန်းကစားဖို့ကြိုးစားလာကြတယ်အဓိကကပြတော့ Chelsea ပေါ့ဆိုတော့ on the ball position of the ball position မှာကစားရတာပြောချင်တာကအသင်းတွေက၄ယောက်တန်းကနေမျိုးမှာ၃ယောက်ကိုချက်ချင်းတန်းပြီးမှဟာ352နဲ့ပွဲထွက်မယ်လို့ပါလို့အဲ့လိုတန်းဖြစ်သွားတာမဟုတ်ဘူး on the ball position တွေမှာချက်ချင်းတန်းပြီးမှ၃ယောက်ကစားနိုင်ဖို့အတွက်ချက်ချင်းတန်းပြီးကြိုးစားလာကြတာ ဒါကလည်းချက်ချင်းတက်ပြီးအောင်မြင်လာတယ်ဗျာဆိုတော့ချက်ချင်းတက်မြောက်မှာပရီးမီးယားလိဂ်အသင်းတွေကအဲ့ဒီ trend တစ်ခုနောက်ကိုလိုက်နေတယ်ဒါဒီမဲ့လားဆိုတော့မဟုတ်ဘူး Guardiola ရောက်ရှိလာပြီးရဲ့အချိန်မှာပရီးမီးယားလိဂ်ကိုသူပထမတရားဒီမှာ dominant မလုပ်နိုင်ဘူးနောက်ရသေးတယ်အစပြောမှာသူ့အနေနဲ့ဇာတ်တိုက်ကို dominant လုပ်နိုင်တယ်ဆိုတော့အဲ့ဒီ Guardiola အသင်းရဲ့ကစားတဲ့ဟန်ကိုအသင်းတိုင်းဒီဘက်က copy paste ချလာကြတာဆိုတော့အဲ့ဒါကို Guardiola ကိုယ်တိုင်တော့မှပြန်လည်ဖြည့်ရှင်းဖို့အတွက်ပြဿနာတွေကအများကြီးရှိနေတော့မယ်ဒါကိုဒီအာဒီမှာရှင်းရှင်းလင်းလင်းမြင်ရလိမ့်မယ် Guardiola အနေနဲ့အသင်းကို လိုအပ်တဲ့ဖြည့်တင်မှုတွေပြီးတော့လို့ရှင်အသင်းရဲ့အာကစားခြင်းတဲ့ပုံစံနေဓာရီကိုတောင်းလဲနိုင်ဖို့အတွက်စူးစမ်းရတယ်ဒါပေမဲ့သူကိုယ်တိုင်ကရှည်ဆုံးကသွားနေပါလျင်နဲ့သူ့ရဲ့လမ်းကြောင်းတိုင်းလိုက်တဲ့လူတွေကတခါတရံမှာသူ့ကိုမှီသွားတာမျိုးတွေရှိလာနိုင်တယ်ဆိုတော့အဲကြောင့်မလို့ Manchester City ရဲ့ကစားတဲ့ဟန်တွေကိုနှစ်တိုင်းနှိပါမှကြည့်လိုက်တနေ့နဲ့တနေ့ကစားတဲ့ဟန်ကမတူဘူးဆိုတော့ စသချင်းမှာဂွာဒီယိုလာကဒီဖူဘက်ကစားသမားတွေကိုပို့ပြီးတော့မှအထက်ကင်းပို့ပြီးလိုက်ခိုင်းတယ်။နောက်ပိုင်းရောက်အဲ့လိုမျိုးတော့ have ပုံစံပြောင်းနေပြီးလို့ရှိရင်တိုက်စစ်မှာဒီတောင်ပိုင်းကစားသမားတွေကို inverted ပုံစံဆန်နဲ့ inverted ကစားနိုင်နဲ့ Maras တို့လိုကစားသမားမျိုးတွေအခုကျတော့ Manchester City မှာ individual ကောင်းပါတယ်ဆိုတဲ့ကစားသမားမျိုးတွေ Marmos တို့လိုပြီးတော့လို့ရှိရင် um Savinho တို့လိုဆိုဒီလိုကစားသမားမျိုးတွေဖြစ်လာပြန်တယ်။ဆိုတော့ Premier League က adaptation အရင်မြန်တာအဲ့ဒီမြန်တဲ့ကိစ္စကပဲဒီတချို့သောအသင်းတွေကို ဒီခေတ်ဟောင်းကကစားကွက်တွေပြန်သုံးလာစေတာပဲဆိုတော့ဟုတ်တယ်ဘာလို့ဆိုအသင်းတိုင်းနှိမကတခုခုကအရန်ကြီး trend ဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒါကိုချက်ချင်းတက်မိလာကစားနိုင်နေဗျာအရင်လုံးကဆိုလို့ရှိရင် present ဆိုလို့ရှိရင်အာလေဘာဘူးရဲ့ present ကိုတော်တော်များမြင်ကြတယ်လေဘာဘူးရဲ့ present ရန်ကောင်းနေပေါ့ဒါပေမဲ့ဒီရာဒီမှာ present ကိုပြောမယ်ဆိုလို့ရှိရင်လေဘာဘူးတသိန်းနဲ့မဟုတ်တော့ဘူးတခြားသိန်းတွေပါထည့်တွေးရပါပြီဥပမာပြဘုံမောက်လိုတင်းမျိုးတကယ်လဲဆိုလို့ရှိရင်တွေးကြည့်ကြည့်လိုက် တွေးကြည့်ကြည့်လိုက်လို့ရှိရင်ကအတင်းကြီးတွေကလိုက်ကစားတာပြဿနာမဟုတ်ဘူးဒါပေမဲ့အတင်းလက်တွေအတင်းငယ်တွေကစားလိုက်ကစားနိုင်နေနေထားသူကပရီးမီးယားလိဂ်မှာရက်တည်နေတဲ့အတင်းတင်းအတွက်ဆိုလို့ရှိရင်တော်တော်လေးကိုမှခေါင်းခဲချင်ကြကိစ္စမျိုးပဲဆိုတော့ဟုတ်တယ်ပရီးမီးယားလိဂ်က adaptation မြန်နေအဲ့ဒါလိုမြန်နေနေတာတကူမှအတင်းတိုင်းကကိုကစားသလိုကစားလာပြီဟေးဆိုလို့ရှိရင်ကကိုရီကအတစ်လောက်ရတော့မယ်ကိုရီကိုအတင်းကအတစ်လောက်ရမယ်တခြားတင်းတွေကလည်းငါတို့ကစားသလိုကစားနိုင်နေအဲ့တော့ သူတို့မကစားတာပဲရှိတယ်သူတို့ငါအောင်ကြောင်သိနေပြီအဲ့တော့ငါတို့အစ်စ်လောက်အောင်ဆိုတော့အစ်စ်ကိုသွားဖို့ဆိုတာကအရင်ကြီးမလွယ်ဘူးအဲ့ခါကျတော့ဘာလုပ်တယ်လဲဆိုတော့အရင်အဟောင်းတွေကိုပြန်ပြီးတော့မှလက်ရှိအနေထားမှာပြန်ပြီးတော့မှဖိပြအောင်လုပ်ရတယ်အဲ့ဖိပြအောင်လုပ်တာကပဲပရီးမီးယားလိအတင်းတွေကဘာကြောင့်လို့ယူတန်းလှက်လှက်နေရတယ်လဲတခြားသောဒီအဟောင်းတွေစီကနေအကောင့်တွေကိုပြန်ယူနေရတာလဲဆိုတော့အဖြေပဲဆိုတော့ okay အဲ့ဒီမှာမှာအရေးပါဆုံးကဘာလဲဆိုတော့ဒီယာရီမှာတော်တော်များများမြင်လာရမှာက long throw တွေ လောင်တိုးတွေဆိုတာကဂေါသမဒီစီကိုတိုက်ရိုက်ပြီးတာဗောနောဂေါသမဒီဒီရဲ့ area တွေကိုလွှဲပစ်ဖို့ကနေတမ်းပြီးမှမြောက်တာအဲ့တော့အဲ့ဒါကဘာကြောင့်ခက်ဆားရလဲဆိုတော့ Premier League ရဲ့လက်ရှိတက်တက်တင်နေတဲ့အများကြီးသက်ဆိုင်နေ Premier League မှာလက်ရှိကစားနေတဲ့အနေအထားကအသင်းတွေက position based ကစားတဲ့အနေအထားတစ်ခုမှာအဲတချို့သောအသင်းတွေကကြတော့အသင်းငယ်တွေကကြတော့ low block ကစားလာတယ်ဆိုတော့ low block ကစားရဲဆိုလို့ရှိရင်အသင်းဒီတိုက်စစ်ဆင်နေရတဲ့အသင်းတစ်တင်းအတွက်ကရှင်းတယ် လောင်းဘောကန်ကဒါမှမဟုတ်လို့ရှိရင်အာ crossing ပြီးရင်ပြီးဒါမှမဟုတ်လို့ရှိရင် sub play ကနေကစားရင်စားဒီ option တွေတော့ပဲကောင်းကောင်းမွန်မွန်ရှိရအဲ့နေသားတစ်ခုအတွက်လောင်းတိုးတွေကအေးပါလာတယ်ဆိုတော့ခါတိုင်းဆိုလို့ရှိရင်ကော်နာကနေပဲတိုက်ရိုက်တင်နေရတယ်မဟုတ်ဘူးဒီနောက်ပိုင်းမှာဥမာ Arsenal အသင်းကကော်နာတွေက trap များတယ်ဆိုတော့ Arsenal အသင်းကိုကော်နာမပီးရအောင်လို့ Arsenal အသင်းရဲ့ attacking corner တွေကိုခွင့်မပြုရအောင်လို့တချို့သောအသင်းတွေက youth side ကစားလာကြတာမျိုးရှိတယ် တော့ဥပမာအပြင်ကျွန်တော်တို့ဒါပရီးမီးယားလိမဟုတ်ဘဲနဲ့တခြားသောအသင်းတွေပြန်ကြည့်မယ်လို့ရှင်အင်တာမီလန်နဲ့ဘာစီလိုနာနဲ့ပွဲစဉ်ကိုပဲပြန်ကြည့်ပထမပိုင်းပထမအကြော်မှာစပလီတွေကနေပြီးတော့မှအင်တာမီလန်ကတွင်းကုန်9000ရောင်ရခဲ့ဒုတိယအကြော်မှာဘာစီလိုနာကအင်တာမီလန်ကိုတောင်းကမောတိတ်မပေးရဲဘူးအဲ့လိုမျိုးပဲပရီးမီးယားလိမှာလည်းအဲ့လိုပုံစံပဲကစားနေကြတာဆိုတော့အဲ့ဒါတွေကိုဖြည့်ဆင်းဖို့အတွက်ကကြတော့လောင်းထရိုးတွေကရေးပါလာတယ်ဆိုတော့အသင်းတွေကဘယ်လိုကစားမယ်ဆိုတာကို data တွေ analyst တွေကကောင်းကောင်းသိနေနေတာတခုမှာ လောင်ထရိုးတွေကိုအသုံးပြုကြတယ်လောင်ထရိုးလောင်ထရိုးဆိုတာကစတုတ်စီးတီးကိုပို့ပြီးတော့မှမြင်သာလိမ့်မယ်လို့ထင်တယ်စတုတ်စီးတီးရဲ့အကောင်းဆုံးသောလောင်ထရိုးတွေပေါ့နော်စတုတ်စီးတီးရဲ့အာ2000နဲ့မှ2009နှစ်တည်းဘိုင်းတွေကအကောင်းဆုံးသောစတုတ်စီးတီးရဲ့လက်ပစ်ဘောတွေအာဒီလက်ကလက်ပစ်ဘောတွေဆိုတော့ okay အဝေးကြီးရောင်းပြစ်နိုင်မှုတွေဆိုပရီးမီးယားလိဂ်မှာဒီဟာဒီအချက်လက်တွေရဆိုရှင်လောင်ထရိုးက1900ခိုင်နော်လော်ဖီကိုတိုးတက်လာတာများလာတာလို့ပြောချင်တာ တော့2000ခုနှစ်နဲ့2020နဲ့2021မှာဆိုလို့ရှိရင်လောင်းဒရိုအုံပြုမှုနှုန်းထားကလက်ပစ်ဘောရဲ့800ခိုင်နှုန်းပဲရှိရဆိုပေမဲ့ဒီ2024-25တရာဒီခုရာဒီပြီးတလောက်ရှိနေတဲ့အနေထားကမှာ18နေရာခိုင်နှုန်းနှစ်ဆနီးပါးကိုတက်လာတာ9နှစ်အတွင်းမှာနှစ်ဆတဖြည်းဖြည်းနဲ့တရေရိတ်ချင်းစီတက်လာတာဆိုတော့အတင်းတွေကလောင်းဒရိုအများကြီးအသုံးပြုနေတာဒါပေမဲ့အဲ့ဒီလောင်းဒရို18နေရာခိုင်နှုန်းကဘာကြောင့်တက်လာသလဲဆိုတော့အဓိကကျတဲ့အတင်းတွေရှိတယ်အဓိကကျတဲ့အတင်းတွေကဘာလဲဆိုတော့ ဘယ်လိုသိနေလဲဆို Grand Force နဲ့ Nottingham Forest Grand Force က2000ထဲမှာ21 22ကနေတန်းတက်လာပြီးကလေးက Premier League မှာ long throw အသုံးပြုမှု အများဆုံးနဲ့အကောင်းဆုံးတော့အသိမယ်ဒါအပြင်ကို Nottingham Forest 2023နောက်ပိုင်းတက်တက်လာပြီးနောက်ပိုင်းကလေးက long throw တွေကိုတော်တော်လေးအသုံးပြုနေတာဒါပေမဲ့အချက်အလက်ရပြန်ကြည့်မယ်ဆိုလို့ရှင်အစိတ်အရှိဆုံးက Grand Force ပဲဒီရဒီမှာဆိုလို့ရှင် Grand Force ကသူတို့ရဲ့ long throw တွေကနေပြီးတော့မှအင်း ဘယ်လိုပြောမလဲလောင်ထရိုးတွေကနေပြီးမှဂိုရရှိမှုလုံထားက 8G ကတပွဲပြင်းများကို0.04တောင်ရှိတယ်ဆိုတော့ laundry အကျင့်ဒီဟာဒီမှာတို့ရှိရင်အဲ့လိုခိုးပေါက်တွေပေါ့နော်အဝေးလမ်းပြီးတော့မှဖြစ်တဲ့လက်ပစ်ဘောက62ကျိန်ရှိတယ်။အဲ့ဒီ62ကျိန်မှာ SG က3.9တောင်ရှိတယ်။3.9 SG 900နိုင်ကြီးက3.9အဲ့ဒါကို Brentford က တပတ်တည်းကနေပဲဖြစ်တာမဟုတ်ဘူးနော်ဘယ်ကျန်းကရောညာကျန်းကရောဖြစ်တာဆိုတော့ဘယ်ကျန်းကဖြစ်တဲ့ချိန်ကြီးက40နဲ့မှ5ချိန်ညာကျန်းကဖြစ်တဲ့ချိန်ကြီးက40နဲ့မှ9ချိန်တော်တော်လေးများတဲ့ပမာဏမျိုးပဲဘယ်လိုအသိမျိုးအတွက်မဆိုလုတ်တက်ဆို surprise ဖြစ်သွားမှာပဲဆိုတော့ဒီရဲ့ HG ဆိုပမာဏက long throw တွေကနေပြီးတော့မှ HG 3.9ဆိုတဲ့ပမာဏကဒုတိယနေရာမှာရှိနေတဲ့ Crystal Valley scale 1.1နဲ့ဆိုင်တော့မှနှစ်ဆကျော်လောက်ထိမြင့်နေတဲ့နေသားတကူပဲဆိုတော့ long throw တွေမှာ Grand Four ကတော်တော်လေးကိုမှ system ကြကြကစားနိုင်နေအဲ့ဒါအပြင်ကိုနောက်ထပ် Long Throw အသုံးပြုမှုများတဲ့အင်က Northern Forest Northern Forest ဆိုလို့ရှိရင် Long Throw ကနေပြီးတော့မှအဲ HG ကအားလုံးပေါင်းဆိုလို့ရှိရင်0.7ရှိတယ်ဒါပေမဲ့အဲ့0.7ကအမ်နေတယ်လို့ပြောရလိမ့်မယ်ဒါပေမဲ့သူကလည်း Long Throw အသုံးပြုလေးရှိတယ်အတင်းမျိုးပဲဆိုတော့ Bay ကနေပြီးတော့မှ18ချိန်ညာကနေပြီးတော့မှ30နဲ့မှ5ချိန်ကြီးလောက်ထားတယ်။ Brandfolk လောက်တော့အစိမ့်မပြင်းတာသေးကြတယ်ဒါပေမဲ့ အသင်းတွေကဒါကိုဒီချွမ်းကိုပြန်ပြောင်းမှအသက်သွင်းဖို့ကြိုးစားနေကြတာဒီဟာကိုမြင်နိုင်မှာကပါလဲဆိုတော့အာဆင်နယ်အသင်းရဲ့ချန်ပီယံလိပွဲစဉ်အာဆင်နယ်အသင်းနဲ့ PSG အသင်းရဲ့ဒုတိယအကြော့ပွဲစဉ်မှာအာဆင်နယ်အသင်းကလောင်းသူတွေအများကြီးကိုအသုံးပြုသွားတာတွေ့ရလိမ့်မယ်ဆိုတော့ပရီးမီးယားလိဂ်အသင်းတွေကအရင်အဟောင်းတွေကိုပြန်ပြီးတော့မှအကောင့်လုပ်တဲ့နေရာမှာတော့တော်တော်လေးထူးချွန်နေတယ်လို့ပြောရလိမ့်မယ်အသင်းတွေကဒီခေဟောင်းထရန်တွေကိုတော်တော်လေးလိုက်နိုင်ကြတယ်လို့ပြောရလိမ့်မယ်ပရီးမီးယားလိဂ်ဆိုတော့က physical demand ရန်များတဲ့ လီမျိုးအဲ့ဒါလိုလီမျိုးမှာလောင်တိုးတွေ supply တွေဆိုတာကတော်တော်လေးကိုမှရေးပါတယ်ဘာလို့လဲဆိုတော့ကစားသမားတွေက physical တဲကောင်းနေပြီးတော့လို့ရှိရင်အရင်မောင်းတွေကအစတခြားလီနေရှင်လို့ရှိရင်တော်တော်လေးအားသာလေးရှိနေအဲ့တော့ဒီလောင်တိုးတွေကိုဒီတော့ပို့ပြီးတော့မှအသုံးပြုနိုင်လို့ရှိရင် premier league ကပို့ပြီးတော့မှမြိုင်စားလာနိုင်မယ်လို့ထင်တယ်ဆိုတော့ premier league ယာစီကလည်းဒီယာစီကတကယ်ဆိုပြီးသွားပြီလို့တော့ပြောရလိမ့်မယ်ဆိုတော့ဒီယာစီပြီးတဲ့ချိန်နောက်တရာဒီမှာဒီတော့ပို့ပြီးမြန်မာရဲ့ long throw တွေကိုကျွန်တော်မြင်လာနိုင်တယ်အဲ့တော့ အာဆင်နယ်တဲက PSG နဲ့ပွဲမှာအဲ့လိုလောင်းထရိုးတွေကိုအုံပြူတယ်။ပရီးမီးယားလိဂ်မှာတကယ်တမ်းအောင်အများဆုံးအုံပြူနေတာက Brentford အစိတ်ရှိရှိအုံပြူနေတဲ့အတင်းကလည်း Brentford ဒါပေမဲ့ Crystal Palace လိုအတင်းမျိုးဒါမှမဟုတ်လို့ရှင်လေ Nottingham Forest လို့အတင်းမျိုးကလည်းအုံပြုတ်နေသေးတယ်။ဒီလို long throw ကိုဘလို့တင်းပါမဆိုအုံပြုတ်နိုင်နေ။ဒီအရေးအချက်လက်တွေက long throw အုံပြုတ်မှုအ ਨੇ ဆုံးအတင်းက Newcastle ။ဒါပေမဲ့ long throw အုံပြုတ်မှုအများဆုံးအတင်းတွေကိုပြန်ကြည့်မယ်ဆိုရှင် Brentford, Ipswich, Forest, Crystal Palace, Aston Villa, West Ham, Leicester, Bournemouth, Southampton ဆိုတဲ့အသင်းတွေတွေ့ရလိမ့်မယ်။ Manchester United ကတောင်မှလောင်းစုအုံပြုမှု900ခိုင်နှုန်းရှိတယ်။ဆိုတော့ Arsenal ဆိုလို့ရှိရင်10000ခိုင်နှုန်းတောင်ရှိတယ်။ဒီအားဒီမှာ Nottingham Forest လိုအသင်းမျိုး Brentford လိုအသင်းမျိုးမှာပရိသတ်တွေကိုထင်မှတ်မှထားတာတွေလုပ်ပြနိုင်နေဆိုတဲ့အနေထားတစ်ခုမှာတက်တစ်တွေသူတို့ရဲ့ကစားပုံပိုင်းဆိုင်ရာတွေအပြင်ကိုဒီလိုမျိုးမထင်မှတ်ထားတဲ့ပုံစံအသုံးပြုမှုတွေလည်းပေါ့နေဒါတွေကိုနောက်ရာသီမှာလည်းဒီတက်ပေါ်ပြီးအသုံးပြုလာကြအောင်ပါပဲဥပမာပြ Aston Villa ဆိုလို့ရှိရင်ဒီရာသီလောင်းတရိုးအသုံးပြုမှုတော့ဒါက33ရာခိုင်နှုန်းတော့ရှိရတော်တော်လေးများတဲ့ပမာဏဆိုတော့ဒီ 40နဲ့မှတစ်ချိန်ရွယ်ပမာဏကတော်တော်လေးများတယ်လို့ပြောရလိမ့်မယ်ဆိုတော့အဲ့ဒါလိုအနေထားတွေကိုအတင်းတွေကဒီနောက်ပိုင်းတွေမှာပို့ပြီးတော့မှအသုံးပြုလာနိုင်ဦးမယ်လို့ထင်တယ်ပရီးမီးယားလိဂ်မှာလောက်နောက်ရာသီဆိုလို့ရှိရင်တော့ကျွန်တော်တို့ပိုးရင်တော့ Stoke City တွေကို Stoke City အတင်းတွေကိုတော်တော်များများမြင်လာရလိမ့်မယ်လို့ယူဆတယ်ဆိုတော့ပရိသတ်တွေကတော့ဘယ်လိုမြင်ကြလဲနောက်ရာသီပရီးမီးယားလိဂ်မှာလောင်းထရိုးတွေအများကြီးကိုထပ်ပြီးတော့မှမြင်ရလိမ့်မယ်လို့ထင်တာကွန်မန့်နံပါတ်ရောက်ဆွေးနွေးကြကြပါဆိုတော့ကျွန်တော်တို့တစ်ပုတ်မှာပဲထပ်ပြီးတော့မှ တွေ့ကြပါဗော။